တင်းရတဲ့တပ်မှာတခါမှတော့မြင်တွေ့ခဲ့ဘူးမှာမဟုတ်တဲ့ခင်မီဆောက်လို့ရည်နေစနေများပရိသတ်များလုံးမဲ့မင်္ဂလာပါများဘာမှအီတုံလုံး channel ကပြန်လဲကြိုးစို့လိုက်ပါရင်ဆောက်လို့ရည်နေပညာတွေကတနေ့ထက်တနေ့အရှင်ဟုံးနဲ့တိုးတက်လာနေပါရင်အခုနောက်ပိုင်းမှာဆိုရင်အချိန်ကိုပိုကျုံသွားစေနိုင်အောင်လို့တမယိုကြဆောက်လို့ရည်နီလန်းနေရဲ့နေရာမှာစံတီတွင်ထားတဲ့ခင်မီနီးပညာတွေကိုအစားအထိုးအသုံးပြုလာကြပါရင်အဲဒါကြောင့်လဲဆောက်လို့ရည်စီမံကိန်းတွေကအချိန်မြန်ဆန်စွာနဲ့လုံခြုံစိတ်ချစွာပြီးဆုံးလာပြီးတော့အလုပ်တွေလည်းအများကြီးလုပ်လို့ရလာပါရင် ီကနေ့ဗီဒီယိုထဲမှာတော့ခင်မီဆောက်လို့ဤပညာရည်တွေနဲ့ပတ်သက်ပြီးကောင်းလို့ရတွေကိုရှာဖွေတင်ဆက်ပေးလိုက်ရပါတယ်။အကျိုးတော်ရတွေကသင်ရဲ့ဘဝမှာဒီတစ်ခါပဲမြင်တွေ့ဘူးဓာတွေတောင်းမှဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ဓမ္မအုပ်ဆုံးကတော့ 3D printer နဲ့ပြုလုပ်ထားတဲ့လေကားတွေဖြစ်ပါတယ်။လေကားပုံစံကွက်ကို printer နဲ့ design ဆွဲပြီးထုတ်လုပ်ထားတာဖြစ်ပါတယ်။ဒါကိုကိုလုတ်ချင်တဲ့နေရာမှာကိုလုတ်ချင်တဲ့ပုံစံမျိုးရွယ်လင်းတကူပြုလုပ်နိုင်ပါတယ်။ဒီလေကားတွေကိုတက်စင်ဖို့အတွက်ပျံစရာကြီးတောင်မလိုအပ်ပါဘူး။ကိုကိုရိုင်းခိုင်ခန့်စွာပြုလုပ်နိုင်ပါတယ်။ဒုတိယတကူကတော့ thermal brick ဖြစ်ပါတယ်။ စတရိုက်ရိုဘာဆိုတာကကာဗွန်အားဖြည့်ပစ္စည်းတစ်မျိုးဖြစ်ပြီးအုတ်တွေကိုချိတ်ဆက်တဲ့အနေနဲ့အသုံးပြုပါတယ်။အုတ်တွေကအပူကန်အုတ်တွေဖြစ်ပြီးတော့အပူကိုကောင်းစွာဆုပ်ယူနိုင်တဲ့ဂုဏ်သက်တည်တွေရှိပါတယ်။ဒီအုတ်တွေနဲ့တင့်အိမ်ကိုဒီဆောက်ပေးထားမယ်ဆိုရင်နေရာဒီမှာနေဘူးတန်ကိုဆုပ်ယူတာကြောင့်အဆောက်အုံကိုအပူတန်ကနေတက်တာရော့ပါစေနိုင်ပါတယ်။ဆောင်းအဒီမှာဆိုရင်အုတ်ကဆုပ်ယူတူလောင်ထားတဲ့အပူဓာတ်တွေကိုအခန်းထဲပြန်လဲစွန့်ထုတ်ပြီးပါတယ်။အတော်လေးကိုအလုပ်ဖြစ်တဲ့နီလန်လေးဖြစ်ပါတယ်။ဒါတရားတစ်ခုကတော့ကွန်ကရစ်တိုင်တွေအတွက်ကြောက်ပုံးကြောက်ခွက်တွေရရမှာပုံမခိုင်ခန့်စေနိုင်မှုနဲ့ အကျဉ်းရည်များများအသုံးပြုနိုင်မှုအတွက်ဒီပစ္စည်းကိုထုတ်လုပ်တာဖြစ်ပါလိမ့်။သူကတော့ကျွန်တော်တို့တိုင်အဝိုင်းတွေကိုမိုးရွာမှာပြလုပ်တဲ့ပလိန်ပြားလိုမျိုးဖြစ်ပါလိမ့်။ဒါပေမဲ့တံပြားမဟုတ်ဘဲနဲ့တာပေါ်စလင်လိုမျိုးခပ်ပြော့ပြော့လေးဖြစ်ပါလိမ့်။ခပ်ပြော့ပြော့လေးဆိုပြီးတော့ထင်တော့မသေးလိုက်ပါနဲ့။အထဲကိုကွန်ကရစ်လောင်းထည့်တဲ့အခါမှာတော့ပွင့်မထွက်ပြဲမထွက်သွားအောင်အထူးစီမံပြလုပ်ထားတာဖြစ်ပါလိမ့်။ဒီနီလန်ကစောက်လုပ်ရေးလုပ်သားတွေကိုရှော့ချနိုင်တာကြောင့်ငွေကြေးကုန်ကျမှုများစွာတက်တာစီးပါလိမ့်။ကြောက်ပုံးပြန်ခွာရင်လည်းတူတွေတန်ရင်းတွေတခုမှမလိုအပ်ပါဘူး။လူတယောက်ကလက်နဲ့ဆွဲခွာလိုက်ရင်ရပါပြီ။ လေကူးမြောက်ပြောပြပေးသွားချင်တာကတော့ပိုလီယိုရီးယားကုတ်တင်ကြောင်းဖြစ်ပါတယ်ဒီပစ္စည်းကအရာဝတ္ထုတွေကိုအလွန်လင်းမြန်စွာနဲ့မာကျောစီနိုင်တဲ့ပစ္စည်းဖြစ်ပါတယ်ဆိုတော့အုတ်စီလုပ်ငန်းတွေမှာဆိုရင်တော့မစလာရီနဲ့အုတ်စီစရာမလိုပဲအုတ်တွေကိုလုံးနဲ့လုံးဒီတိုင်းစီထက်ထားလိုက်ပြီးဒီပစ္စည်းနဲ့မှုတ်ပေးလိုက်ရင်မယ်အိုယိုကဒူနဲ့ထူရိုက်တာတောင်မှမပြိုတော့ပါဘူးရေစိုးလဲခံနိုင်တာကြောင့်အဆောက်အုံပြင်ပိုင်းနိုင်ရန်အတွက်ကွက်တီဖြစ်ပါတယ်မုတ်ဆေးလိုမျိုးမော့ရတာဖြစ်လို့နိုင်ရန်ကိုဘလတ်စတာချောစရာလည်းမလိုအပ်တော့ပါဘူး ဒီလေးပညာကတော့နယ်နယ်ကိုအချောကန်ရင်းနဲ့ဒကာရဲကိုလိုချင်သလိုမျိုးမိုးနဲ့အလှဆင်တာဖြစ်ပါလိမ့်။ပလတ်စတာကိုအချောကန်ပြီးတာနဲ့မချောက်ခင်မှာပြုတ်ထားတဲ့မိုးနဲ့ဒကာရဲပုံဖော်တာပါ။လိုချင်တဲ့ဒီဇိုင်းတိုင်းပုံဖော်နိုင်ပြီးတော့ကြောက်ပြားတွေ၊ကြွေပြားတွေ၊ရွှေလာငွေလာတွေကတ်စရာမလိုတော့ဘဲနဲ့ကတ်ထားသလိုမျိုးကိုလှပနေမှာဖြစ်ပါလိမ့်။ဒါကတော့ RC Wall တွေ RC Junkie တွေမှာအချိန်ကုန်ပုံပုံမြန်ဆန်နိုင်အောင်လို့ဒီထွန်ပန်တီးချတာပါ။လိုချင်တဲ့ spacing အတိုင်းတန်ဆင်ထားရပြီးဒီတန်စကားကိုဝါထီယံလိုမျိုးအလေးပုံစံပြုတ်ထားပါလိမ့်။လုပ်ငန်းခွင်ရောက်ရင်တော့လိတ်ထရာကိုဖြည့်ချပြီး တန်စကာကိုဂရိနဲ့လိုချင်တဲ့နေရာမှာသူ့နေရာနဲ့သူတက်စင်တာဖြစ်ပါလိမ့်။လူနေရာလောက်အမြင်ရှိတဲ့တန်စကာကြီးတစ်ချက်လောက်ကိုဂရိနစီအလုတ်သမား၃ယောက်နဲ့ပဲအစဉ်ပြေပြေနဲ့မြန်ဆန်စွာတက်စင်နိုင်ပါလိမ့်။ပရိသတ်များအနေနဲ့ကရောအခုပြောပြပေးထားတဲ့ခေတ်သေးဆောက်လုပ်ရေးနည်းပညာတွေထဲမှာဘယ်တစ်ခုကိုနည်းတဲ့သဘောကျမိလဲဆိုတာကွန်မန့်ကနေပြောပြပေးထားခဲ့ကြပါအောင်မြတ်။အစုံဒီလိုက်ပါကြီးရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါလိမ့်။နောက်ရမှာပြန်ဆောင်ကြရအောင်ပါ။